အလုံးမင်းင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်ဝိဥဒနာဉာဏ်အထီကိုကျွန်တော်တဆင်ချင်းဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တန်တဲ့လောက်ရှင်းပြထားပါတယ်အမှားလေးပိုင်းနဲ့ခွင့်လို့ပါဒီထဲမှာမှမဂင်ရှစ်ပါရဲ့ဝိတုဒ္ဓိဆိုတဲ့ခြေပိုင်းဆင်ကြခြင်း၃ပါရဲ့နောက်ထပ်သီလသမာဓိပညာဆိုတဲ့ level ၃ခုရဲ့အဲဒီ၃ခုကိုကျွန်တော်တို့ဘယ်လိုဆက်ဆက်ပြီးတော့သွားရမလဲဆိုတော့ကိုအဲတဆင်ချင်းကျွန်တော်ရှင်းပြထားပါတယ်ခင်ဗျ ပထမဆုံး mapping shape ကိုစပြောရမယ်ဆိုရင် mapping shape မှာဘာတွေပါလဲဆိုတော့တမဒိဋ္ဌိအမှန်မြင်ရမယ်ပြီးရင်တမသင်္ကပ္ပအမှန်တွေးရမယ်ပြီးရင်တမဝါစာအမှန်ပြောရမယ်တမကံမန္တအမှန်သာလုပ်ရမယ်ပြီးရင်တမအာဇီဝအပြစ်ကင်းတဲ့အသက်မွေးဝမ်းကြောင်းပြုပါမယ်နောက်တစ်ခုကတမဝါယမကောင်းစွာအားဆိုင်ရမယ်တမတတိကောင်းစွာတတိထားရမယ်တတိရှိနေရမယ်ပြီးရင်တမတမာတိကောင်းစွာစိတ်တည်ငြိမ်မှုရှိရမယ်ဒီ၈ခုရှိမယ်ဒါ mapping shape ပါပဲ အဲပြီးတော့ကျွန်တော်တို့မှာသီလသမารီပညာဆိုတဲ့သိက္ခာ၃ရက်ရှိဒီသီလသမารီပညာဆိုတဲ့သိက္ခာ၃ရက်မှာအဆင့်လိုက်သွားရတယ်ကျွန်တော်သီလကိုအရင်စရမယ်သီလစောင့်တည်ရမယ်၅ပါးသီလ၈ပါးသီလ၁၀ပါးသီလသီလစောင့်တည်ရမယ်ဒါဆိုရင်သီလစောင့်တည်လိုက်ရင်သီလဝိတုဒ္ဓိဖြစ်မယ်နောက်သီလဝိတုဒ္ဓိဖြစ်ပြီးဝိတုဒ္ဓိဆိုတာကစင်ကြယ်တာဆိုတော့သီလစင်ကြယ်သွားပြီသီလကိုစောင့်လိုက်ရင်ဒါဆိုရင်နောက်တစ်စိတ်ထက်စိတ်စင်ကြယ်ဖို့လိုတယ်စိတ်တဝိတုဒ္ဓိစိတ်တဝိတုဒ္ဓိဖြစ်ဖို့အတွက်ဘာလုပ်ရမလဲဆိုတော့သမာဓိကျင့်စဉ်တစ်ခုခုကိုကျင့်ရမယ် ဘာကိုကျင့်ရမလဲဆိုတော့ကိုကြိုက်တဲ့ဟာကိုကျင့်လို့ရတယ်ကမ္ဘာထမ်း40တောင်ပေးထားတယ်ဘုရားကစိတ်တဝီတုံတိဖြစ်ဖို့အတွက်တမထာကိုလောက်ရမယ်တမာတိကျင့်စဉ်ကျင့်ရမယ်ပြီးတော့ဒါကစိတ်တဝီတုံတိဖြစ်ဖို့အတွက်စိတ်စင်ကြယ်ဖို့အတွက်တီလာစောင့်တာလည်းစိတ်စင်ကြယ်ဖို့အတွက်အထောက်ပံ့ဖြစ်တယ်ဆိုတော့တီလာတမာတိတမာတိပြီးတဲ့အခါမှာစိတ်စင်ကြယ်မှုအတိုင်းအတာတစ်ခုလောက်ရပြီဆိုရင်ကျွန်တော်တို့ပညာအဆင့်ကိုတက်ရမှာဗျာဆိုတော့ဒါဆိုရင်ကျွန်တော်တို့တီလာစင်ကြယ်မယ်စိတ်စင်ကြယ်မယ်ပြီးရင်တမာဒိဋ္ဌိဖြစ်ဖို့အတွက် အမြင်စင်ကြယ်ဖို့လိုတယ်။အမြင်စင်ကြယ်ဖို့မှာကြတော့ကျွန်တော်တို့ရုပ်ကိုယုံနဲ့နံကိုကိုယ်စီမှာရှိတဲ့ကိုယ်ယုံနဲ့ကိုယ်နံကိုကိုရှာတွေ့သွားပြီဆိုရင်နာမရူပပြိစီတိုင်းညံဆိုရရအဲ့ဒါပါလဲဆိုတော့ယုံနဲ့နံကိုပိုင်းခြားသိမြင်တဲ့ညံကိုယ်စီမှာရှိတဲ့အော်ဒါရုပ်ပဲဒါနံပဲအဲအာယုံလေးတစ်ခုကိုကိုကြည့်လိုက်တယ်အဲ့အာယုံလေးကိုယ်စီမှာပေါ်လာတယ်ဟိုကအဲ့အာယုံလေးတစ်ချက်မှလည်းဟိုပဲယုံနဲ့နံခွဲရအဲ့ဒါလေးကိုတီးဖို့ပြက်တာပြက်တာလေးကိုတီးဖို့အတွက်အဲ့ဒါကြီးကိုအရင်မြင်အောင်လုပ်မှဒါဖြစ်တာပြက်တာကိုတွေ့မှာပေါ့ ဆိုတော့ဒါဆိုရင်နာမရူပပြိစေတိုင်းညာရပြီဆိုရင်ဒိဋ္ဌိဝိတ္တုတိအမြင်စင်ကြယ်လာတယ်အမြင်စင်ကြယ်သွားတယ်ဘလို့မြင်စင်ကြယ်သွားတယ်ဆိုတော့ဒါကြီးကသရဝါဒါကြီးကငါဆိုတော့မဟုတ်ဘူးဆိုတော့မြင်သွားတာဟောရုပ်ရဲ့နိုင်ရဲ့ပေါင်းပြီးလှုပ်လှုပ်နေတဲ့တဘာဝတရားတက်တက်ပဲဆိုတော့မြင်သွားတာအဲ့ဒါကိုတမာဒိဋ္ဌိလို့ခေါ်တယ်အမြင်စင်ကြယ်သွားတာဒါဆိုကျွန်တော်တီကအဆင့်သွားမယ်ပထမဆုံးပြီးရင်တမာရိစင်သွားမယ်ပြီးရင်ပညာအဆင့်ကိုသွားတာဒါကိုဝိတ္တုတိ၃ပါးနဲ့စတယ်ကျွန်တော်တို့ဝိပဿနာဉာဏ်ရအောင်လို့အရှိတပိုင်းဝိတ္တုတိ၃ပါးကိုကြောက်အောင်ကိုလုပ်မှရမှာ မဂ်ကင်ရှိပါတယ်မှာကတီလာမဂ်ကင်တမာရီမဂ်ကင်ပညာမဂ်ကင်ဆိုပြီးတော့အားပါတယ်အဲ့တော့တီလာမဲခင်၃ပါးရှိတယ်။တမာရီမဲခင်၃ပါးရှိတယ်။ပညာမဲခင်၂ပါးရှိ။အဲ့တော့ဒါဆိုကျွန်တော်တီလာကိုအစဉ်ကျေဖို့အတွက်ဆိုရင်ဒီမဲခင်၈ပါးလေးကတမာဝါစာမှန်တာပြောမယ်။တမာကံမန္တမှန်တာလုံးမယ်။အပြစ်ကင်းတာလုံးမယ်။ပြီးရင်တမာအာဇီဝယူတာဖြောင်းမဲ့တဲ့တမူဝန်ကြောင့်ရှိရမယ်။အဲတမာဝါစာတမာကံမန္တတမာအာဇီဝဒီ၃ခုကတီလာမဲခင်၃ပါး။ဒီ၃ခုကိုကိုယ်စီမှာဖြစ်အောင်လုပ်ပြီးတော့တီလာကို စင်ကြအောင်လုပ်ရတာဒါဆိုတော့သီလဝိတ္တုဖြစ်ပြီးနောက်တစ်ဆင့်တက်တဲ့အခါမှာစိတ်တဝိတ္တုဖြစ်ဖို့လိုတယ်ကျွန်တော်စိတ်တဝိတ္တုမှာကြတော့လဲမဂ်ကင်ရှင်းပါးရဲ့ဘယ်ဟာကိုယူသုံးလဲဆိုတော့တမဝါယမကောင်းစွာစူးစမ်းအားထုတ်ရမယ်ပြီးရင်တမတတိကောင်းစွာတတိထားရမယ်ပြီးရင်တမသမารိစူးစမ်းရဲတတိထားတယ်ဒါဆိုတမာရီဖြစ်လာမှာဒါဆိုရင်စိတ်တဝိတ္တုဖြစ်ပါတယ်ဒါတမာရီကျင့်စဉ်တစ်ခုခုအကျင့်ပေါ့နာနာပါနာတို့ကတိုင်းတို့အကုန်ကျင့်လို့ရတယ်အနည်းဆုံး ဒါတွေကိုဘယ်ထိအောင်လုပ်ရမလဲဆိုရင်တော့ခန္ဓာကသမာဓိတို့ဥပ္ပကစားတာသမာဓိလုပ်တယ်လေရပါတယ်ဟိုအပ္ပနာသမာဓိဆိုတဲ့ပထမဇန်နေပါတယ်ရဝိုင်းတော့ပို့ပြီးတော့အဆင်ပြေမယ်ပို့ပြီးတော့ထင်ရှားတာပေါ့ကိုယ်စီမပေါ်မဲ့ဟာဒါဆိုရင်ကျွန်တော်တို့စိတ်တဝိတ္တုတိဖြစ်မယ်သိစဉ်ကျသွားတယ်နောက်ထပ် extension ကြတော့ပညာဘက်ကိုတက်ပြီပညာ level ကိုတက်တဲ့အခါမှာကျွန်တော်တို့ဒိဋ္ဌိဝိတ္တုတိဒိဋ္ဌိဝိတ္တုတိဖြစ်ဖို့လိုတယ်အမြင်စင်ကြယ်ဖို့လိုတယ်အမြင်စင်ကြယ်တယ်ဆိုတာပုဂ္ဂိုလ်ကိုတတော်တော်ဝါရှိတယ်ငါရှိတယ်ဆိုတာကိုထင်တဲ့အထင်ကိုဖျောက်ရတာ ဘလို့ဖျောက်လဲဆိုတော့ကျွန်တော်တို့မှာရှိနေတဲ့ရုပ်ကိုရှာမယ်နာမ်ကိုရှာပညာမှာကျတော့ပညာမဲ့ခင်က၂ပါးရှိတယ်။ဒါလည်းဆိုရင်တမာဒိဋ္ဌိနဲ့တမာသင်္ကပ္ပတမာဒိဋ္ဌိအမှန်မြင်လို့တဲ့တမာသင်္ကပ္ပကျွန်တော်အမှန်ကိုတွေးဖို့လိုတယ်။အမှန်တွေးတယ်ဆိုတာဉာဏ်တွေးလို့မရဘူး။သီလနဲ့တမာဓိခံထားပြီးတော့မှတမာသင်္ကပ္ပအေချာအမှန်တွေးတဲ့အခါမှာတမာဒိဋ္ဌိဖြစ်လာအန်ဒါကိုလည်းကျွန်တော်တို့ဘယ်လိုခွဲလဲဆိုရင်အဲ့လိုဆွမ်းနာကျွန်တော်ပြောသလိုအမြင်မှာခွဲလို့ရတယ်အကြမ်းမှာခွဲလို့ရတယ်အာနာပါနာမှာခွဲလို့ရတယ် ဆိုရင်ယုံနဲ့နံကိုကျွန်တော်တို့ခွဲရမယ်ယုံနဲ့နံကိုကိုယ်စီမှာမြင်ပြီဆိုရင်အဲယုံနဲ့ကြီးဘာကြောင့်ဖြစ်လာလဲအဲယုံတွေဘာကြောင့်ဖြစ်လာလဲအဲနံတွေဘာကြောင့်ဖြစ်လာလဲဆိုတဲ့အကြောင်းတရားကိုရှာရတယ်အကြောင်းတရားကိုဘာနဲ့ရှာလဲဆိုရင်ကျွန်တော်တို့ပရိစ္ဆာသမုပ္ပတ်နဲ့တွဲပြီးတော့ဒီယုံတွေနံတွေကိုစဉ်းကျင်တယ်အဲအချိန်မှာအော်ယုံတွေကလည်းငါတို့ငါလုတ်တာမဟုတ်ပဲသူ့တဘာဝတရားကြောင့်ဖြစ်လာတယ်နံတွေလည်းကိုလုတ်တာမဟုတ်ပဲတဘာဝတရားကြောင့်ဖြစ်လာတယ်ဆိုတော့မြင်အောင်ကြည့်ရတာဒါကိုပစ္စယပရိက္ခဟဉာဏ်လို့ခေါ်တယ် ဒီဆင့်ရောက်သွားပြီဆိုရင်တော့တည်ကြတယ် transition ဆိုတော့ယုံတော့မှာမဟုတ်ဘူးအဲဒါမြင်သွားပြီဗျအကြောင်းအကျိုးကိုမြင်သွားတာဆိုတော့ဝိပဿနာဆိုတာလည်းဘယ်လိုပြောရမလဲ natural law of cause and effect ဒီသဘာဝတရားတွေရဲ့အကြောင်းရင်းနဲ့သူ့ရဲ့အကျိုးတရားအကြောင်းကြောင့်အကျိုးဖြစ်တာသူ့ရဲ့သဘာဝတိုင်းပဲသွားနေတာဒါကိုကျွန်တော်တို့ကဝင်ပြီးတော့ငါဝင်လှုပ်လိုက်တော့ခြင်းနေကောင်းမှာမဟုတ်ဘူးဝိပဿနာကိုလှုပ်တော့မယ်ဆိုရင် making ship ပါကိုခြင်းသုံးရမယ် မဲခင်ရှစ်ပါးကိုနေနေရာဒီမှာသူ့ဟာနေသူသုံးမလဲဆိုရင်ဒီလဝိတုဒ္ဓိဖြစ်ဖို့အတွက်ဒီလတောင်းတရမယ်ဒီလမဲခင် သုံးပါးကတမဝါစာတမကမ္မန္တာတမအာဇီဝပြီးရင်စိတ်ကြဝိတုဒ္ဓိဖြစ်အောင်လုပ်ရမယ်စိတ်စင်ကြယ်ဖို့လုပ်ရမယ်ဆိုရင်တမာရီကျင့်စဉ်ကိုကျင့်ရမယ်တမာရီမဲခင်တွေကတမဝါယမတမတတိတမတမာရီ ဆိုတော့ဒီနိုင်ငံ၃ပါးနဲ့အသုံးချပြီးတော့ data we တုတ်တိဖြစ်အောင်လုပ်ရမယ်။နောက်ထပ်တစ်ဆင့်တက်တဲ့အခါမှာ data we တုတ်တိဆိုတာအမြင်စင်ကြရမယ်။ဒါဆို we တုတ်တိ၃ပါး data we တုတ်တိစိတ် data we တုတ်တိနဲ့ data we တုတ်တိဆိုတော့ data we တုတ်တိရောက်ပြီဆိုရင်ကျွန်တော်တို့သဘာဝတရားရဲ့တို့ရဲ့လက္ခဏာလေးတွေတို့ရဲ့ကိုယ်ပိုင်စတိုင်လေးတွေပေါ့ကိုယ်ပိုင် character လေးတွေအဲ့ဒါလေးတွေကိုအရင်မြင်အောင်လုပ်ရမှာ။ရုပ်နဲ့နယ်ရှိတယ်။ရုပ်နဲ့နယ်ရှိတဲ့နေရာမှာမှာရုပ်ထဲမှာရှိတယ်ပထဝီတေဆိုအာဝဝါရောဆိုတဲ့ထဲကပထဝီဆိုတဲ့ရုပ်တရားလေးက အဲသူ့ရဲ့တဘာဝလက္ခဏာဘယ်လိုပုံစံလဲဆိုရင်ခန်းကြည့်လိုက်ရင်ပျော့တာမားတာဆိုတော့ကိုယ်စိတ်ထဲမှာပေါ်လာတဲ့သဘောတရားလေးပျော့တယ်မားတယ်ဆိုတော့စိတ်ကလေးပေါ်လာတာကျန်တဲ့ဟာပေါ်လာတာမဟုတ်ဘူးပြဥမာပြောရင်အပြင်ကဟာတွေကိုကျွန်တော်တို့သိနိုင်တာတခုနဲ့တခုကိုသိနိုင်တာစိတ်ထဲမှာပေါ်လာတဲ့သဘောလေးတွေကိုပဲသိအဲ့ဒါကိုကျွန်တော်တို့ပညာတိပညာတိတတ်ထားလို့ပါဆိုတော့သူ့ရဲ့သဘောတရားလေးသူတို့ရဲ့လက္ခဏာလေးတွေကိုအရင်သိအောင်တော့ပါမယ်ဒါဆိုရုပ်ဥမာနာမ်ဆိုရင်လေတခုခုကိုကြားလိုက်ပြီးတခုခုကိုမြင်လိုက်ပြီးဆိုရင်အာယုံတိတိသွားတဲ့သဘောလေး ဒါဆိုရင်ဝိညာဉ်ခန္ဓာဒါလေးတွေပေါ့ဒီလိုသဘောတရားလေးတွေနဲ့တွေ့ရအကုန်လုံးကဟိုကျွန်တော်တို့ကသာနာမည်လိုက်တက်နေတာအမှန်ကအပြင်ကဘာအာယုံပဲဖြစ်ဖြစ်အကုန်လုံးကကိုယ်စိတ်ထဲမှာပေါ်လာယုံလေးပဲပေါ်ပြီးပျောက်သွားယုံလေးပဲအဲ့အဲ့သဘောတရားလေးဒါမျိုးလည်းတွေ့သွားတာနောက်ပိုင်းဆိုရင်ဒါဆိုရင်ရုပ်ကိုကြည့်တယ်ရုပ်ရဲ့ပရဝဉ္ဇေသောအဘောဝါရောရဲ့တဘာဝလက္ခဏာလေးတွေကိုကြည့်တယ်အဲ့အဲ့ဒီသဘောတရားလေးကိုမြင်အောင်ကြည့်ရုပ်ရဲ့နာမ်ရဲ့သဘောတရားလေးတွေကိုသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာလေးတွေကိုသိအောင်လုပ်ရတာအဲ့လိုသိအောင်လုပ်ပြီးတော့မှ ရှူရင်ရှူရင်လည်းဒီသဘောတရားလေးတွေရဲ့မမြဲတာကိုမြင်လာတယ်။ဘာကိုမြင်လာလဲဆိုရင်တာမညာလက္ခဏာကိုမြင်လာတာ။အဲသူစီမှာလည်းခန္ဓာ၅ပါးကိုယ်စီမှာလည်းခန္ဓာ၅ပါးသူတို့ရဲ့မမြဲတဲ့အနေအဆာလေးကိုမြင်နေရတယ်။တခုမှမမြဲဘူးဆိုတော့တွေ့သွားတယ်။ကိုယ်စီမှာရှိတဲ့ရုပ်လည်းမမြဲဘူး၊သူစီမှာရှိတဲ့ရုပ်လည်းမမြဲဘူး။ဒါလေးကတွေ့သွားတာပေါ့နော်။တွေ့သွားတော့ဒါတာမညာလက္ခဏာကိုတွေ့သွားတာ။အများဆိုင်လက္ခဏာ။အဲအကုန်လုံးနဲ့ဆိုင်တယ်။အဲအဲကအဲ့ဒါလေးပြီးတော့မှကျွန်တော်တို့ကိုယ်ရုပ်ကိုယ်နံကိုဝိပဿနာရှုလို့ရမှာပါ။ ဒါဆိုရင်ဒါတဘာဝလက္ခဏာကိုလည်းသိပြီတာမညာလက္ခဏာကိုလည်းသိသွားပြီအဲ့ကနေမှဆက်ရှုဆက်ရှုရင်းနဲ့ကျွန်တော်တို့ဉာဏ်စဉ်တွေဖြည်းဖြည်းနဲ့တက်သွားမှာပါအဲဒါကတော့ကျွန်တော်တို့ဘုရားဘာသာမှာရှိတဲ့တိလအပြင်တမာရီတမာရီအပြင်ပညာဆိုတဲ့ဘိုင်းတွေထိပါရှိတယ်ဆိုတော့ဟိုပြောပြရင်းနဲ့ဖြစ်ပါတယ်အဲကျွန်တော်တို့မှာဒီကဒုက္ခကနေထွက်ဖို့ကဒီဒလန်းမရှိတယ်ဒီပြင်ပါမရှိဆိုတော့ဒါဟိုလေကျွန်တော်ပြောပြတာရှင်းမယ်လို့ထင်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်